။တင်းဆောင်ပြီးတော့မှကျွန်တော်တို့အပေါ်ကိုကျွန်တော်တို့ပို့ရတယ်။ပို့ပေးတယ်။အခုဝက်လူတို့ပါတို့အခုကျွန်တော်ပြောပြပါမယ်အခုစီမီကုံတို့ပါတို့ပေါ့နော်။ကျွန်တော်တို့ပို့ပေးတယ်။စကိုင်းဆိုလည်းကျွန်တော်တို့ပို့ပေးကျွန်တော်အိတ်မအလူရလူရအချင်းရ၄နိုင်၅နိုင်လောက်အချင်းရတော်သေးတယ်။အဲ့အချင်းဒီကျွန်တော်မအိတ်ဖဲနဲ့အဲ့တင်းကိုလိုက်တယ်လိုက်ပြီးတော့ပြောတာတကယ်တော့ကျွန်တော်ပြင်ပန်းတာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်အတိုင်းမျိုးချစ်တာလေ တိုင်းမျိုးချစ်တယ်နိုင်ငံကိုချစ်တယ်တမ်းတော်သားတွေကိုချစ်တော့အေးပြတ်တယ်ဗျာကျွန်တော်ကငကိုတွေကအရက်ကြိုက်တာဒါကကျွန်တော်ကဘယ်သူမှမလိမ်ဘူးကျွန်တော်အရက်တော့ပြီးဘယ်သူမှမမာဘူးကျွန်တော်ကအဲ့မှာတတင်းလိုက်ရင်းနဲ့ဒီဒီဝလူကိစ္စပေါ့နော်ငါးကိုရှစ်တို့ငါးရှစ်ကိုတို့ကိစ္စတွေကိုညမှတတင်းပေးရရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကလောက်တာပါဘာလို့ကျွန်တော်ဒါတွေတိတ်တော့အများကြီးတော့ကျွန်တော်မပြောချင်ပါဘူးဘာလို့လဲဆိုတော့ အခုဒီကျွန်တော်တို့အုံမဒီအုံခါတို့30တို့အဲ30တို့ဟိုကျွန်တော်တက်မတော်ကခမားတို့ကအုံမဒီအုံခါမရသေးဘူးလားလို့ခမားတို့ကပြောတယ်30တို့ငုတ်ကလေးတို့မရသေးဘူးလားလို့ခမားတို့ကမေးမယ်ဒါပေမဲ့ခမားတို့ဘယ်လောက်ပူပေါင်းလဲခမားတို့ရဲ့ပူပေါင်းတဲ့ပုံမှာမူတည်တယ်ကျွန်တော်မအိပ်ဘူးအဲ့ဒီတဲ့နေ့လိုက်ပြီးတော့ကျွန်တော်က အောက်ကမလို့ကျွန်တော်အပေါ်ထိရောက်ပေးတဲ့ကောင်အတူတည်းကျွန်တော်အရက်တောက်တယ်လို့ဘာညာလို့ပေါ့နော်အရက်ကကျွန်တော်ကြိုက်လို့ကျွန်တော်တောက်တာလေကျွန်တော်အရက်တောက်တာနဲ့တိုင်းပြည်ကိုအတော့မအားဟောလာအဲ့ဒါဓမ္မတော်ကဝေဦးစီးချုပ်အဘကချုပ်ကြီးဦးမေအောင်လိုင်းအဘတုချုပ်ကြီးဟိုငယ်တုန်းကပေါ့နော်အခုဒီဘက်နောက်ပိုင်းနေရောသူတို့ရောအရက်မတောက်ဘူးလားအာတောက်ရတာပဲအရက်တောက်တဲ့လူတိုင်းကခင်ဗျားတို့အထင်မကြီးသေးရဟို ဟာဒီကောင်အရက်တောင်းနေတာပါဘာမှမဟုတ်ရှောက်ပြောနေရမှာဆိုရင်တော့အဲ့ဆိုစစ်သားအရက်မတော့ဘူးလားရှင်းနေမှတိုင်းရစစ်သားတွေအဲ့ဒီတမတော်ကိုပြန်ပြီးတော့ပုံကန်တော်လန်နေတဲ့လူတွေကအရက်မတော့ဘူးလားမူကြီးစေဝါမရှိဘူးလားအဲ့တော့စဉ်းစားပါဗျာမဟုတ်လားလူဆိုတာက ဟိုကိုပြောတဲ့ဥစ္စာတော့ဟိုအရက်တော်တိုင်းခင်ဗျားလေကျွန်တော်တို့ကနိုင်ငံတော်လှုပ်လှုပ်တာနော်တိုင်းပြည်တော်လှုပ်လှုပ်တာကျွန်တော်တို့ရှောက်ပြောနေရမှာအခုကျွန်တော်တိုက်ခိုင်းနေတယ်လူတွေအများကြီးပဲစော်ဘုံကြီးမဖမ်းဘူးလားလို့စော်ဘုံကြီးဒီလောက်ဆဲတာလို့စော်ဘုံကြီးဒီလောက်ပြောတာလို့အဲ့ဒီလူတွေကစော်ဘုံကြီးကောင်းကြောင်းမှာတခုမှမရေးဘူးရောဟမ် စော်ဘုံကြီးကောင်းကြောင်းဘာလို့မရေးတာလဲကျွန်တော်တိုက်ခိုက်နေတဲ့လူတွေကျွန်တော်မေးကြည့်တာပါကျွန်တော်စော်ဘုံကြီးလှုပ်ခဲ့တဲ့တက်မတော်တဲ့လှုပ်ခဲ့တဲ့ကောင်းကြောင်းတွေဘာလို့မရေးပဲနဲ့ကျွန်တော်ကအမှန်တရားကိုပြောတဲ့ဟာတွေကိုပဲဘာလို့တိုက်ခိုက်နေရလဲခမားတို့မှရေးစရာအလိုဆဲတို့စော်ဘုံရဲ့ဆဲတယ်တို့ဘာလို့ညာတို့ပဲခမားတို့ရေးတယ်အဲ့တော့ကျွန်တော်စော်ဘုံကြီးကောင်းတဲ့အလုပ်တခုတွေခမားတို့ဘယ်သူမှမရေးဘူးပေါ့ ကျွန်တော်ဖမ်းမယ်ပေါ့ဟောကျော်ရှိချင်တာဗျာဒီလားဒါကျွန်တော်တအားဟိုခဏဆောင်တော့ကျွန်တော်ဟိုအောင်ပြောမှာအခုလူတိုင်းကပြောကြတယ်ကိုစော်ဘုန်းကြီးမှမပြောရင်နဲ့မယုံဘူးတဲ့ဒီဟိုကိစ္စပါလေမလိုက်ပေါ့မလိုက်လားအာအဲဇော်ယူထွန်းနဲ့ဒီဘုံမှုဝေဖြိုးဆိုတဲ့လူနဲ့ဖြစ်တာနော်အဲ့တော့ကိုစော်ဘုန်းကြီးပြောမှရမယ်ဆိုတော့ကျွန်တော်က ဟာကိုကြောပေါ်ရဲ့ YouTube မှာတဲ့ live လည်းမတွေ့ဘူးတဲ့။ဘာညာပေါ့။အဲ့လိုပြောတော့ကျွန်တော်ပြောပေးမယ်လို့ခဏဆောင်းလို့ကျွန်တော်ခီးထွက်နေလို့လို့ကျွန်တော်ဒီဇော်ယူထွန်းနဲ့နော်ပြည်သူစစ်ကဇော်ယူထွန်းပေါ့နော်ပြည်သူစစ်ဆိုတော့သူကယာတူးအရာခံတော့ကျွန်တော်လည်းမပြောတတ်ဘူးပြည်သူစစ်ခေါင်းဆောင်လို့တော့ပြောတယ် နော်အုတ်ခွဲတက်ချက်ကြီးလို့လဲအဲပြောတယ်ဒီဘက်တစ်ဘက်ကတော့ဘုံမှုဝေဖြိုးဘုံမှုဝေဖြိုးဆိုတာက DSC အပတ်စဉ်အင်းတိ41ကအဲ့ဒီအကြောင်းကိုကျွန်တော်ပြောပေးမယ်နော်နားလေအောင်ပြောပေးမယ်ခင်ဗျားတို့ဘယ်သူမှမရှင်းပြနိုင်ဘူးမရှင်းပြနိုင်တဲ့အချက်လက်တွေကိုကျွန်တော်ပြောပေးမယ်ဟုတ်ပြီလားခဏလေးစောင့်အခုကျွန်တော်ပြောချင်တာကျွန်တော်စေဘေးမားနေသူများတဲ့ ီကနေ့တဲ့မိမိဘက်မှာအတိုက်အခိုက်ခံရဆုံးပုံကိုယ်ကိုပြပါဆိုရင်ကိုဇော်ဖုံဟင်းကိုပဲပြရမယ်တဲ့သူ့ကိုတဲ့တစ်ဖက်ကတိုက်ခိုက်နေတာမဆမ်းမိမဲတဲ့တက်မတော်ထောက်ခံနေသူချင်းအတူတူအဖမ်းခံထောင်ချဖို့ကြိုးစားနေတဲ့သူတွေအများများနေပြီတဲ့ကျွန်တော်သူ့ကိုတိတ်မကြည့်ဖြစ်ဘူးတဲ့ပွင့်ပွင့်လင်းလင်းဝေဖန်မှာမရသေးတဲ့သူပြောရင်တဲ့ကိုရီကိုသွေးဒီလုံးများ တီးလုံးတွေများလို့နေတဲ့ဒါဒါတော့မြက်မြတ်တာပြောတာများလို့နာရဲ့စဲဆိုရိုင်းဆိုင်တာရဲ့အရက်ပလင်းတပြပြနဲ့လုံနေတာရဲ့အကြောင်းနဲ့မကြည့်ဖြစ်တာပါတဲ့ဟုတ်ပါတယ်ကျွန်တော်အရက်တော့တက်ပါတယ်ကျွန်တော်ကအရက်ပလင်းပြတယ်ဆိုတာကကျွန်တော်အရက်တော့တက်တယ်ကျွန်တော်မလိမ်မညာကျင်လို့ကျွန်တော်အရက်တော့တာဟုတ်တချို့တွေလည်းကျွန်တော်တို့လူတွေရှိရဲ့ဗျာ အရက်တော့ပြီးတော့မှ line ပေါ်မှာလည်းသူတို့မပြဘူးပေါ့ဒါတော့ဒါသူတို့ကိစ္စလေမဟုတ်လားကျွန်တော်ကတခါတည်းရှင်းပြထားတာကျွန်တော်အရက်တော့တတ်တဲ့ကျွန်တော်အရက်တော့တယ်ဆိုတဲ့အကြောင်းကိုပြခြင်းလို့ကိုအရက်ပလင်းကိုကျွန်တော်ပြနေရတာဘသူကပြခြင်းမှလဲဗျာကျွန်တော်လည်းအုံနောက်ရှိတာပေါ့ဟုတ်တယ်မလားကျွန်တော်အုံနောက်မရှိတဲ့လူမှမဟုတ်တာဘာလို့လဲဆိုတော့ကျွန်တော်ကမလိမ္မာဘူးခဲ့တဲ့လူတန်းသားလေးမှမပါဘူးဘာဖြစ်လဲကျွန်တော်အရက်တော့တယ် အရက်တော့လို့ကျွန်တော်မားတဲ့အရာပါရှိလေကျွန်တော်နိုင်ငံတော်တိုင်းပြည်တွေကျွန်တော်လည်းတက်နိုင်တဲ့ဘက်ကကျွန်တော်လှုပ်တယ်ကျွန်တော်ကအရက်တော့တက်တာကိုမလေးမညာပဲနဲ့သူတော်ကောင်းရောက်မဆောင်ဘူးပြကျင်လို့ကျွန်တော်ကတမင်တက်တက်ကလေးပြပေးတာနောက်အမှဒီမှာထပ်ပတ်ပြမယ်ဒါကားတဲ့သဘောမကျတဲ့အပိုင်းနဲ့သဘောကျတဲ့အပိုင်းကားတဲ့ခြေတန်းကတက်မလို့သားတွေကိုတကယ်ကူညီတယ်တတိရှိရှိနေရအနှံ့သွားရဲတယ် သူ့ကိုလူတိုင်းသိနေတာလေတဲ့ PDF ဝိုင်းထားတဲ့မြင်းညာကမက်တီတာယူမွန်စီအရောက်သွားပြတာလေးစားတယ်ကိုဆိုမက်တီလာရောက်တာတော့ကိုစာတိမြင်းညာကိုမပြန်ရဲဘူးတဲ့နော်ကျွန်တော်ပို့ထားတာပြောရရှိရင်နဲ့တိုင်းပြည်နဲ့ပြည်သူမျက်နှာပဲကြည့်ပြီးဘယ်သူမျက်နှာမှမထောက်ပဲရဲရဲတင်းတင်းအာမနာတန်းပြောတာအလွန်သဘောကျတယ်တဲ့ အလွန်အကျွံဆဲတာသဘောမကျလဲဆဲရခြင်းအကြောင်းသိနေလို့အပြစ်ကြီးတခုလို့မရှုမြင်ဘူးတဲ့ဓာတွေကကြိုက်ချင်းမကြိုက်ချင်းအချက်တွေချက်ချင်းချက်ချင်းမုံချင်းကင်းစွာအကျိုးသားဆုံးပြောပြတာတဲ့သူကကိုယ်တိုင်လည်းပြောရှာပါတယ်တဲ့နိုင်ငံရေးနားမလည်ဘူးဒီတော့သူ့ကိုနိုင်ငံရေးအသည့်လည်း နဲတာများတယ်ပြောဖို့တော့မလိုတော့ပါဘူးတဲ့အရေးဆုံးအရေးကြီးဆုံးအချက်ကကိုဇော်ဘုန်းကြီးကတက်မတော်ထောက်ခံသူအများစုကယုံကြည်လေးစားကြတယ်တဲ့အားကိုးကြတယ်ဒါကလူတိုင်းမှာ မရှိတဲ့သူ့ရဲ့ပင်ကိုအရေးချင်းပဲတဲ့သူကတိုင်းမှုတွေတက်မမှုတွေလောက်ကန်ဆောင်ရွက်နေတာ မအောင်မြင်ရင်တာဝန်မကျေသူ အဖြစ်တက်မှတ်ပြီး စော်တော့တာပဲအဲ့ဒီမှာသူ့အတွက်တစ်ဖက်ထဲသားအချင်းတက်လော်ပြီးစစ်စစ်တွေနဲ့ထိတ်တိုက်တွေ့တော့တာပဲတက်လော်ပြီးတော့ကျွန်တော်သိပါတယ်နော်ဒါပါတိုင်းမူလောက်ကိုဖျားတင် တမမူလောက်ကိုအကတော်ဝကလောက်ယူဆကိုးွယ်နေတဲ့တက်လော်ပြီးတွေကကိုစော်ဘုံဟင်းဆဲဆို့ ဝေဖန်နေတာတွေကိုနားမခံတာတော့ဘူးတဲ့သူတို့ကတဲ့တိုင်းပြည်ဆိုတဲ့အမြင်ကျေထက်တက်သေးကအရာရှိတွေဆိုတဲ့အမြင်ကျင်းတဲ့ရှုမြင်ကြတာကိုတဲ့မရှိရင်ဘယ်ဘီဘီအလိုက်အီယဖနဘယ်ဗစ်တူထရတ်ပေါ်နော်ကိုပြန်ဖက်ပါပေါ့ဒီတော့ကိုစော်ဘုံကြီးလူတန်းတာကိုတယောမဲတိုင်းမှုတွေကို ဖင်မမယ်နောက်ဆုံးကိုစောဘွင်းကို မဖမ်းဖမ်းအောင်တိုက်တွန်းတဲ့အထိပေါ်ပေါ်တင်တင်လှုပ်လာကြတာတွေ့နေရပါတယ်တဲ့ကိုစောဘွင်းသည်အများပြည်သူယုံကြည်လေးစားတော့မိမိဘက်သားများတက်ကြွလှုပ်ရှားသူအဆင့်ပါ နိုင်ငံရေးနားလည်သူမဟုတ်ပါဘူးချက်တူရွေးကဘာမှမဖြစ်ဘူးမေတော်တွေကကဲပြနေတာနေနေကြတယ်တဲ့ မြင်မကောင်းဘူးတဲ့တက်လော်ပြီးစစ်စစ်တွေစေမာတိုက်နေပြီလို့ဝေဖန်ကြပါတယ်တဲ့တာဝန်မကျေတဲ့တိုင်းမှုတွေလက်စားတဲ့ဂိတ်တွေ အလုံးမလုံးတဲ့နေမြေကန်တာဝန်ကန်အရာရှိတွေဌာနဆိုင်ရာဖျဲသီးတွေကို ထောက်ပြရမှာတဲ့ထောက်ပြရမှာလေးတဲ့ဒါမှတက်မတော်အတွက် ရောတိုင်းပြည်အတွက်ရောကောင်းကျိုးရမှာမဟုတ်ဘူးလားတဲ့ဇော်ဘုံအင်းကိုဖန်ခိုင်းနေတာအရာရှိဇိုးတွေကိုအားပေးနေတာ ਨੇ အတူတူပါပဲတဲ့သူကတဲ့မဟုတ်တဲ့အရာရှိဇိုးတွေကိုပဲဝေဖန်နေတာလေတဲ့စစ်တရင်တွေတင်မလားဟုတ်တာရောမဟုတ်တာရောတင်ကြပါစိုက်ဝါဆိုပြီးနားလည်းပေးလို့ရကြပါလိမ့်မယ်တဲ့အများပြည်သူယုံကြည်လေးစားနေတဲ့စပီကာတယောက်ကိုထောင်မကြကြအောင်ရုပ်မှရင်အောင် လိန်ပြီးလိန်ကြရင်လိန်ပြီးလိန်ကြရင်နဲ့တက်မတော်အရေအသွေးနှိမ့်ကြပြီးပြိုကွဲအောင်လုပ်နေတာဘယ်သူတွေလဲဆိုတာမေကွန်ထုတ်လာကြပါလိမ့်မယ်တဲ့ကိုရွှေမျိုးဝင်းနဲ့တော့ကျွန်တော်မလေးဦးတော်ကကျွန်တော်ဖုံးဆက်နေကျွန်တော်ဒီမှာကြည့်လိုက်အခုအချိန်ကဘယ်နှမိနစ်လဲ10နာရီနဲ့10မိနစ်နော်ကျွန်တော်ဖုံးဆက်နေတော့ဖုံးကြပါဦး ျွန်တော်ကတမရော်တကယ်ချစ်တဲ့လူတမရော်သားတွေကိုတကယ်ချစ်တဲ့လူနေရာတန်းကိုရောက်တဲ့ကောင်ကျွန်တော်ကျွန်တော်ကတကယ်သွားတာအခုနာမခရဲ့အနောက်မြောက်တိုင်းစစ်တပ်နန်းချုပ်တိုင်းဘူးဘုံချုပ်မျိုးမိထွေးကိုမေးလိုက်တိုင်းစစ်ဦးစီးချုပ်ဒေသ21ကဘုံချုပ်ကျော်တော်ဝင်းကိုမေးလိုက် ကျွန်တော်တို့ကမိသားစုတွေနော်ကျွန်တော်ဘာလို့ခင်ဗျားတို့ဖန်ခိုင်းကျင်နေကြတာလဲတတိထားရမယ်မဘုံလာနေကြည့်လိုက်ကျွန်တော်ဖန်ခိုင်းတဲ့လူတွေကဒီမှာကြည့်ဒီမှာနောက်တစ်လုံးတော့နှလုံးလုံးစတိုက်လာတာဒီမှာကြည့်ဒီမှာနောက်တစ်လုံး3969 3968 တတလေးရှိဒီမှာက3969809080649ကျွန်တော်ဘာလို့အဲ့လောက်တိုက်ခိုက်ကြတာလဲဖျဲသေးသေးလားကြီးရသေးသေးလားကျွန်တော်အခုနောက်ရောက်တိုင်းစစ်တပ်နဲ့ကျွန်တော်တိုင်းမူရဲ့အလူကိုကျွန်တော်သွားတယ် တစင်းဦးရောကျွန်တော်ကျော်စိုးဦးရောသွားတယ်ဒုတိယအကြိမ်ကျွန်တော်ဆက်သွားတာပထမအကြိမ်ကတော့ဖြစ်တော့ကျော်စိုးဦးမပါတော့ဘူးဒုတိယအကြိမ်မှာမပါတဲ့အတွက်တစင်းဦးနဲ့ကျွန်တော်နှစ်ယောက်သွားတယ်နော်အကျွန်တော်အကြောင်းတစင်းဦးကပဲပြောပြပါလိမ့်မယ်ကိုစော်ဝန်းရဘလို့ယောက်ျားမျိုးလဲဆိုတာကိုတစင်းဦးပြောပြလိမ့်မယ်အဲ့တော့ဟိုပြောချင်တာဗျာခင်ဗျားတို့ကျွန်တော်ကိုဘာလို့အဲ့လိုဖန်ခိုင်းနေရလဲဟမ်ခင်ဗျားတို့ကျွန်တော်တခုပြောပြီးလားအနာရှိရင်ဆက်လို့ အနာရှိဆက်ခမားတို့အကုန်မှန်လားတံတော်ထဲမှာရှိတဲ့လူအလုံးကမှန်လားဝင်ကြီးဌာနရဲ့လက်အောက်မှာ ရှိနေတဲ့လူတွေကအလုံးကမှန်လားကျွန်တော်အဲ့ဒါကိုတက်တက်မေးတာလေကျွန်တော်တို့တိုင်းပြည်မှာအခုတံတော်ကာဝေးဦးကြီးချုပ်အဘတုချုပ်ကြီးတို့နဲ့နာသကဖွဲ့ဝင်အစိုးရတရက်နဲ့ကျွန်တော်တို့ကပူးပေါင်းပြီးတော့မှ တိုင်းပြည်ကိုပြုပြင်ပြောင်းလဲရမှာ ဝန်ထမ်းတွေကိုလက်ပေးလက်ယူလုပ်ပါတယ်တို့ပြည်သူကမကြည်ဖြူတဲ့ကိစ္စတွေအများကြီးရှိတယ်အဲ့ဒါတွေကိုခမတို့ပြင်ရမှာခမတို့ကပြင်ရမှာပြည်သူကဒါမှအစိုးရအစ်စ်တခုပေါ်ထွက်အောင်လုပ်ရမှာခမတို့ဝန်ထမ်းမလုပ်ချင်မလုပ်နဲ့ငါတို့လကဒီတိုင်းပဲပေးတယ်ဆိုရင်မလုပ်နဲ့လေခမတို့ဘာမှမလုပ်ခိုင်းဘူးခမတို့လှုပ်လာပြီးတော့ ငါတို့ရတဲ့လက်ကံနဲ့မလုံနိုင်လို့ငါတို့ကလက်ပေးလက်ယူလုပ်တယ်ဆိုရင်ဒါဆိုတိုင်းပြည်ဘယ်လိုကောင်းပါလဲဟမ်မလုံနိုင်လေကျွန်တော်မလုံနိုင်ဘူးလို့ပြောလိုက်ကွာခင်ဗျားတဲ့ပြောပါလားကျွန်တော်ဒီဝန်ထမ်းသားစာနဲ့ကျွန်တော်မလုံနိုင်ဘူးပြလို့အစိုးရကိုခင်ဗျားတို့မပြောရဲဘူးလားမပြောရဲတော့ခင်ဗျားတို့ဘာလုပ်လဲလက်ပေးလက်ယူလက်ပေးလက်ယူလုပ်တယ်လေ လှုပ်တော့ပြည်သူကမကြည့်ဘူးလေဒါအမှန်တရားကိုကျွန်တော်ပြောပြနေတာအစိုးရလည်းအစိုးရလှုပ်တခုကို तू လှုပ်ပေးလိုက်မယ်အဘကကြောင့်ကြီးက तू တမနာပြည့်နေဖြစ်လိုက်မယ် तू ဒါတွေကိုဒီလိုဒီចောင်းတရားတွေရှိရဆိုရင်ပြောလာလို့ရှိရင်ခင်ဗျားတို့တတိရှိရှိနဲ့ပြောနေဗျာခင်ဗျားတို့မပြောရဲပဲတဲ့ပြည်သူပေါ်မှာလက်ပေးလိုက်လှုပ်တယ်ဆိုရင်တော့ပြည်သူကလည်းပြောမှာပဲ ဲ့ဒီအတန်ဒီခမတို့အချိန်ပြည့်ကြားနေရမှာအဲ့တော့ကျွန်တော်ဝင်နှန်းနေ ਉਹ ပါလေကျွန်တော်ကဆဲလို့ဒီကောင်းကိုဖန်ဟောလာဩပြောပြီးသားလေအနာရှင်ဆဲလို့ခမတို့ကမတရားသမီးလောက်တာလေမြေတွေတောင်မှငါဘိုလ်ချုပ်ကြီးရဲ့ညီပါအာငါဘာပါညာပါဆိုပြီးတော့ခမတို့ပြင်ဦးလေးမှာလိန်တာဟမ်လားကျွန်တော်တော့ပြောသေးတယ် မင်းတို့အသက်ရှည်စေချင်ပါတယ်တဲ့ပြောတာလေးနည်းနည်းလျှော့ပါတဲ့မလိုပါဘူးဗျာလို့ကျွန်တော်ကယင်ထဲကနေချိန်ပြီးပြောလိုက်တယ်ခမားကိုတိုင်ကိုကဝန်ထမ်းတယောက်လုပ်ပြီးတော့မှနိုင်ငံနဲ့လူမျိုးအတွက်ကိုခမားစစ်မှန်နေပြီလားလို့ကျွန်တော်လည်းယင်ထဲကနေမေးလိုက်ပါတယ်နော်မင်းဟိုတဲ့အသက်ရှည်စေချင်တယ်တဲ့ကျွန်တော်ပြောတဲ့လူကကျွန်တော် ကျွန်တော်လိုမျိုးနိုင်ငံတော်ဝင်ကိုသူဘယ်လောက်ထမ်းဆောင်နိုင်လဲဟုတ်လားအခုကျွန်တော်ကနိုင်ငံတော်အစိုးရရဲ့လစာလည်းမယူဘူးလုံးဝမယူဘူးနော်ဘဒုပေးစာခန်းစာမှလည်းကျွန်တော်မစားဘူးကျွန်တော်ဒီလိုအလုပ်လုပ်နေလို့ကျွန်တော်မြေခွက်တခွက်မရဘူးပါဦးခင်ဗျဒါပေမဲ့ကျွန်တော်ကဝန်ထမ်းတွေအကြောင်းကိုအမှန်တရားကိုပြောတယ် တက်မတော်ကစောနာကျွန်တော်ပြီးရင်လာလိုက်မယ်ကျွန်တော်ပြောပြမယ်အဲ့ဒီလူတွေရဲ့အကြောင်းကိုကျွန်တော်အမှန်တရားကိုပြောတယ်ကျွန်တော်ကိုပဇံပေးပြီးတော့လဲခိုင်းလို့မရအောင်ကျွန်တော်ကအမှန်တရားကိုအရန်ကြိုက်တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်အမှန်တရားကိုပဲပြောမှာအဲ့တော့ယာရုရှိလို့အာနာရှိလို့လုတ်ပိုင်ဝင်ရှိလို့ဆိုတဲ့လူတွေကကျွန်တော်ကိုမုန်းတာပေါ့ဒီကောင်ကမရအောင်ဒီကောင်ကဒီကောင်ကိုဘယ်လိုသွားညှိညှိ ဒီကောင်ကိုဘာတွေသွားပြောပြောဒီကောင်ကဘလို့မအောင်အဆင်မပြေဘူးဆိုတာသူတို့တိသွားတယ်တိသွားတော့အသက်ရှည်စေခြင်းနဲ့တဲ့ဘာစကားအိမ်မလို့မသိဘူးအသက်ရှည်စေခြင်းနဲ့ဆိုရင်ကျွန်တော်တို့မြန်မာပြည်ကိုပြည်သူလူထုကိုဒီလိုအသိဉာဏ်တွေဒီလိုပညာမျိုးတွေအမှန်တရားတွေပြောရဲအောင်ဒီ live ပေါ်မှာဒီလိုမျိုး YouTube ကနေ live တွင်ပြီးပြောပေးပါ ဲ့ဒါဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုကတဖြည်းဖြည်းတော့တည်လာမှာပါနော်စစ်တပ်ကိုဘောမာတယ်ဆိုပြီးတော့ဘောတော့ဆွတ်မမပါနဲ့ကိုယ့်ရဲ့ကိုဂျိုးစည်းဝါးတွေကြောင်းနဲ့အလုံးမလုံးပါနဲ့လူဘွားဆိုတာခမရအသက်ဘလောက်နေရမှာလဲဟမ်အလွန်ဆုံး85နှစ်ပေါ့ဟုတ်လားတည်ကြမှာလေဟမ်ခမရတို့ကကိုယ့်နိုင်ငံကိုကိုယ့်တိုင်းပြည်ကိုမှမချစ်တာဒါကြောင့်မလို့ကြော်မျိုးမင်းအဲ့စကားတွေပြောနေတာ ်ခမားတို့တိုင်းပြည်ကိုချစ်ချင်းအောင်ဆောင်နေတာခမားတို့ချမ်းသာဖို့ပဲအလုပ်လုပ်နေတာဟမ်တိုင်းပြည်ကိုချစ်တာမဟုတ်ဘူးအာကျွန်တော်ကဥပဒေတိုင်းပဲသွားမှာဘူဝတော်ကတခုပဲကျွန်တော်သွားမှာကျွန်တော်2008ဖွဲ့စည်းပုံအခြေခံဥပဒေအားနေနော်အဲအောက်တည်းမှာကျွန်တော်လုံမှာအဲ့လိုလုံရမှာနော်အဲ့တော့ခင်ဗျားတို့ကအဲ့လိုမလုပ်ဘဲနဲ့အမှန်တရားပြောတော့ကျွန်တော်သက်ရှင်တာဗော။ ဒီဘက်ကလူတွေထောင်မကြအကြောင်းကျွန်တော်ကိုလိုက်ပြီးတော့ပြောနေရလေကြောင်းချပါဗျကျွန်တော်ဘယ်နာအောင်ကြပါလဲ905ပုံမှန်လည်းကျွန်တော်ကြရင်3နှစ်ပေါ့လူငင်းချမ်းသာမတောင်းဆိုပါဘူးနော်ကျွန်တော်အကြခံပါမယ်ဒါပေမဲ့ကျွန်တော်ထောင်မကြမချင်းတော့ခမားတို့မဟုတ်တာလှုပ်တဲ့ဥစ္စာတွေတော့ကျွန်တော်ဖော်ထုတ်မယ်နော်တိုင်းပြည်ငင်းချမ်းအောင်တပ်ဖက်တလန်းကနေပြောပေးမယ်ဒီ PDF တွေ ်ဘယ်မှာမလုပ်နေလဲကျွန်တော်သတင်းပေးမယ်ဒါပဲအဲ့ဒါကျွန်တော်အလုပ်ပဲခမားတို့ကြီးကတကြမ်းမှလည်းမရှိဘူးတကြမ်းမှလည်း user စောက်ချောင်းလည်းမရှိဘူးဟုတ်ပြီလားနော်အဲ့တော့အခုစပြောမယ်ဒီဟိုဗာလေပြည်သူစစ်ကဆိုယူထုံးနဲ့ဘုံမှုဖြိုးဝေနဲ့ဖြစ်တဲ့ပြဿနာကသူများတွေကျွန်တော်ကိုမင်းကအဲဖြိုးဝေဖြစ်လို့မပြောရဲဘူးလို့ဗာလို့ကျွန်တော်လာပြောတာပေါ့ကျွန်တော်အားနဲ့မဟုတ်ဘူး ကျွန်တော်နာမခမရောက်နေလို့တကယ်တမ်းတော့ဘယ်သူမားလဲဆိုရင် ဖြိုးရမားတယ်နော်ဖြိုးရဘာမားလဲဆိုရင်သူက၄၁ကဆိုတော့ကျွန်တော်လည်းအသက်တစ်နှစ်ပဲကြီးတာဒီဖြိုးဝေနဲ့ဒီဇော်ယူထွန်းနဲ့ကကျွန်တော်ကဖြိုးဝေလို့ဘာလို့ခေါ်လဲလို့ပြောရင်နာမည်ကိုကျွန်တော်ခေါ်တာကယာရုကိုကျွန်တော်မတက်တော့ဘူးနော်ဇော်ဝေဖြိုးဇော်ယူထွန်းကိုလည်း ကျွန်တော်ကစုံထုံးမဲ့ပြောမှာနော်နေအောင်လုံးကကျွန်တော်တက်ကြီးတယ်ပြည်သူလူထုတွေနဲ့တစ်ဖက်ကလူတွေစိတ်ဝမ်းကွဲအောင်နော်ဖြိုးဝေရလဲသူတို့ကသူတို့အကြောင်းတရားတွေအရင်တည်းကရှိခဲ့တယ်မှန်မှချဘူးသူလဲအကြံနဲ့လာတာပဲဒါမှမပဲဘာလို့မှန်မချရလဲ तू ကသူကပြဿနာကိုမပြည့်ပြည့်အောင် तू ကဖန်တီးတာဒီဖြိုးဝေရနော်နံပါတ်၁ချက်ကမှန်ချရမှာလေ မှန်ချလိုက်ပြီဟဲ့ောင်ညီလေးငါဖြိုးဝေပါဟာလားဘုံမှုဖြိုးဝေပါတော့ငါဒီလိုပါအလို့ကိုဗာစိတ်မှုမှုမတည်ဘူးလေကျွန်တော်လေအပေါ်လာအောင်စိတ်မှုမှုဆိုတာဘယ်လိုပြည်သူစစ်တော်ဘူးလားဒီလိုပါပဲကျွန်တော်တိုက်ခတ်ခံနေရတာပဲ ဘိုင်ဘာနေပုတ်ပြလိုက်ကျွန်တော်အဲ့ကြံခဲ့သေးရေနော်ကားထဲမှာဟုတ်တယ်အော်နောက်ဘုန်းထဲမှာကျွန်တော်ဟွာလေးအဲ့အဲ့ဥစ္စာလေးပုတ်ပြသမှာโอเคโอเคကျွန်တော်လည်းအရန်တိုက်ခတ်ခံရတယ်သူစိတ်မူမူလည်းကျွန်တော်ပြောနေပြန်ပြီတဲ့ကျွန်တော်လည်းမသိဘူးအဲ့တော့ကျွန်တော်ဆက်ပြောမယ်အဲ့တော့ဖြိုးဝေကသူကမှန်ချရမှာနော်သူတို့အချင်းချင်းဂျိဆက်ဟိုးအရင်ကစီးခဲ့ဘူးလောက်တယ်အဲ့တော့သူကမှန်မချဘူး မမကြတော့ဟိုကလည်းမမကြတဲ့ပြဿနာနဲ့အဲ့ဒီထဲမှာစောင်းပြဿနာတက်ကောဟိုကလက်ပြဘုံနေတနက်တွေနဲ့မဆပါလားကျွန်တော်ပြောတယ်လေဝင်နှန်းအကုန်ကောင်းလားလို့ဟမ်ကျွန်တော်ဝင်နှန်းတွေကိုစဲနေဆိုတော့ခမားလို့ဝင်နှန်းကဲလက်ပြဘုံတွေပြောခွဲပလိုက်မယ်လို့တနက်တွေချပြတယ်လို့ငါကတက်မတော်ကလက်ရှိတောင်ဝင်ထမ်းဆောင်တွေတို့ဘာလို့ပြောတော့တိတ်ကမကြဘူးလားကျွန်တော်ပြောနေတာမှားလို့လား ဲ့လိုလူတွေရှိတယ်။နော်အဲ့တော့ကဲဖြိုးရိတ်ကိစ္စတော့သူမားသွားပြီ။အဲ့ဒါကိုဗီဒီယိုဖိုင်ရိုက်ထားတာကဘာကြောင့်ရိုက်ထားတာလဲ။စဉ်းစားရမှာပြည်သူလူထုစဉ်းစားရမှာကဒီဖြိုးဝေဒီဂိတ်ကိုလာပြီဆိုတာကိုဒီကပြည်သူစစ်ကစော်ယူတော့ရတယ်သူကလည်းသိတယ်ဒီကောင်လာပြီဒီချိန်မှာကသူကပြည်သူစစ်ဟိုကလက်ရှိ တာဝန်ထမ်းဆောင်တွေမားစားပါဖြိုးဝေအဲ့ဒီကြားထဲမှာကိုကသူကတိနေပြီသူကတိနေပြီတိနေတော့အဲ့ကောင်ကိုတားတယ်မှန်မကြဘူးအဲ့ဒီဘက်ကကောင်ကလည်းဟဲ့အောင်မင်းတို့ဗီဒီယိုပိုင်းရိုက်တာဖြိုးဝေလာပြီဟုတ်လားဘသူမားတယ်မှန်တယ်ဆိုတော့ပြောရတော့မယ်အဲ့ဒီအချိန်မှာမှန်မကြတော့ပြဿနာဆက်တက်ပြီတက်တော့ဒီဘက်ကကောင်ကဗီဒီယိုပိုင်းရိုက်တယ်ဒီဖြိုးဝေရဲ့ ြောပုံဆိုပုံရိုက်တယ်နှစ်ယောက်တော့ကရည်ရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်တာရည်ရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်တာပြဿနာရှာတာဒါပေမဲ့တက်မတော်ဒီနာဇကနော်နာဇကအစိုးရကြီးနဲ့တက်မတော်ကာကွယ်ရေးစည်းချုပ်နဲ့အဘာတူချုပ်ကြီးတို့ကျွန်တော်တို့ကထွေးအုပ်တို့ဘာတို့ပေါ့လဲကျွန်တော်လည်းမသိဘူးဒီလူနှစ်ယောက်လုံးကိုပြင်းပြင်းထန်ထန်အရေးယူပါသူတို့နှစ်ယောက်လုံးရဲ့ မပြေတဲ့ပြဿနာတွေကနေပြီးတော့မှဖြိုးဝေလုပ်တဲ့ဘောကတက်မတော့ဂုံသိက္ခာကြဆင်းစေခြင်းနဲ့เนาะတက်မတော့ဂုံသိက္ခာကြတယ်ဒီပြည်သူစစ်ကဇော်ယူတွန်းရတယ်တက်မတော့ဂုံသိက္ခာပြည်သူစစ်ဂုံသိက္ခာပြည်သူစစ်ဆိုတော့ကကနေလက်အောင်မှာရှိတာကြကြဆင်းတယ်သူတို့နှစ်ယောက်လုံးရဲ့เนาะအတ္တတွေเนาะသူတို့နှစ်ယောက်လုံးဖြစ်တာလဲစောက်ပြဿနာတွေက ကျွန်တော်တို့တက်မတော်ကောပြည်သူစစ်ရဲ့ဂုံတိတ်ကတွေရောအကုန်ကြအစင်းကုန်လာဒီကောင်နေနှကောင်လုံးအေးယူနှကောင်လုံးယူရမှာမယူလို့မရဘူးเนาะဖြိုးဝေလည်းယူသူ့ဘာသူဘာကောင်မကလို့ဘာဖြစ်ဖြစ်ကျွန်တော်ပြောပြီးသားဒီကောင်41ကเนาะ41ကလူဟာဘုံဘူးအစင်းဆိုရင်တဲ့ပြောတာလားတဲ့ပဲပြောလိုက်မယ်စောက်ပဲ့အိမ်မို့လို့ပေါ့ဗျာဟုတ်လား